ဟယ်လိုအားလုံးပဲမင်္ဂလာပါအဲဒီနေ့ကတော့ကျွန်တော် CMW ကာလာခွဲတာလေးကိုကျွန်တော် Photoshop နဲ့ပြယူရမယ်အဲဘာလဲဆိုတော့ဟိုပုံမှန်တိုင်းကျွန်တော်ဒီ CMW ကာလာခွဲတဲ့ခါမှာ Supply Channel လုပ်တယ်ပြီးတော့ Match Channel Channel ပြန်ပေါင်းတယ်ပေါ့ပြီးပင့်ထုတ်ကြတယ်ပေါ့အဲ့လိုမျိုးဝင်တယ် Channel တွေကိုအဲ Supply Supply လုပ်ပြီး Match Channel မပေါင်းဝင်တဲ့ဘယ်လိုမျိုးလုပ်လို့ရသေးလဲပေါ့ဒါကတော့ကျွန်တော်ရဲ့ Workshop Member ဟိုကြော်ရွံ့ရဲ့မိသားမိကုန်ပါအဲ့ဒါကိုကျွန်တော်အားလုံးသိသိအောင်လည်းကျွန်တော်ပြပေးပါရနော်အချက်ကြည့်လိုက်အောင်အဲ့တော့အရင်ကကျွန်တော် Photoshop ဖွင့်လိုက်မယ်နော် a new file ခေါ်မယ်အဲဒီ print နေရာကျွန်တော် legal ကိုခေါ်လိုက်မယ် legal စာရုပ်ကြီးတွေပေါ့ဗျာပြီးရင် landscape ထားရတဲ့ create နေပြီးပြီဆိုရင်ကျွန်တော်ပုံခေါ်လိုက်မယ်ကျွန်တော် print ထုတ်မဲ့ပုံကျွန်တော် legal site တွေကိုကျွန်တော်ခေါ်လိုက်တယ်အပြီးပြီဆိုရင်ကျွန်တော်ဘာလုပ်လဲဒီပုံကဒါစာရွက်နဲ့ print print လုပ်မဲ့ပုံတွေတသားတဲ့ဖြစ်နေဆိုရင်နားပါဗျာဟိုအတိအပြင်းအကျွန်တော်လည်းချုပ်မိရမယ်နော် and they and they print တေးပြရမယ်နော်ကွတ်တီမရအောင်လဲစာရွက်နဲ့ကိုထုတ်မဲ့ print a print area เนี่ยကွတ်တီမရအောင်လဲအဲ့တော့ကျွန်တော်တေးပြလိုက်တာနော်အပိပိဆိုရင်ကျွန်တော်ဒီဘာလုပ်လဲဆိုတော့ဒါအခုကျွန်တော်စပြီးတော့ဆံဝေကာလာခွဲမဲ့အဆင့်ရောက်ပြီပဲအဲအင်မီမိုးဆံဝေကာလာကိုချိန်လိုက်မယ်အဖတ်တန်နှိပ်မယ်အဲဆိုဒါဆံဝေကာလာချိန်သွားဘလူးကြည့်လို့ရတယ်ဆိုဒီမှာဒီလေယာပေါက်မဟုတ်ဘူး channel တွေဝင်လာပြီးဒီမှာချိန်သွားပြီနော်ဆိုင်းရမှာကျွန်တော်ရေးလို့ black ဆိုပြီးတော့လေးအောင်ချိန်သွားအဲ့တော့ကျွန်တော်ကဒီ မီနူဘားလေးကိုနှိမ့်မယ်ပြီးဒီမှာ split channel ကိုနှိမ့်လိုက်။အဲအဆိုရင်ပုံမှန်တိုင်းဆိုင်းယန်မာဂျန်တာရဲလို black ဆိုပြီးတော့ channel လေးကိုကွဲသွားတယ်။ကွဲသွားပြီဆိုရင်အဲဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ပုံပုံမှန်တိုင်း top ပြောင်းမယ်ပေါ့ဗျာ။အဲ့တော့ image mode ပြင်မယ်။အဲ resolution ကကျွန်တော်တုံးရထားမယ်။အဲဒီမှာဒီမှာဒါမသိတဲ့သူတွေသိသိအောင်ပေါ့ကျွန်တော်ထပ်ချင်းပြမယ်ဆိုရင်ဒါကတော့ frequency ဆိုတာဒါ dot လေးရဲ့ ဟိုဒေါ်လေးရဲ့ဟိုအကြီးသေးပဲပြောရအောင်ကျွန်တော်ပုံမှန်ဆုံးကျွန်တော်40ကျွန်တော်ထားတော့40ပဲ40ထားတယ်ပေါ့နော်အန်ကေအန်ကေကဘာလဲဆိုတော့အခုပြောမယ်ဆိုရင် cyan magenta yellow black ပေါ့ဗျာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တခုပြရမယ်နော်အဲဒီမှာပါနော်အဲ့တော့ဒီမှာ cyan က55 magenta က85 yellow က0 black က45အဲ့တော့55 85 345ဆိုပြီးကျွန်တော်ရဲ့ angle တွေအမှာထည့်ပြရအောင်ပါနော်အဲ့တော့ဒီအဆိုတော့ကျွန်တော် science ဆိုတော့ science ဆိုတော့ကျွန်တော်ရဲ့ angle က55ထည့်ပြလိုက်ရနော် the frequency က40 angle 55ကျွန်တော် shape က round ဝင်ထားလိုက်မယ်နော် okay နေလိုက်အဲ့တော့ကျွန်တော်ဒီ dot ပြောင်းပါရနော်တုံလေးပြောင်းပါရနော်ပုံကအပြီးပြီဆိုရင်ကျွန်တော်ဘာလုပ်လဲဆိုတော့ mmo grisky ပြောင်းအောင်ဒီပုံ music ပြောင်းလိုက် MP ဒါပုံမှန်ဆိုရင်ကျွန်တော် grisky ပြောင်းပြီးပြီပြကျွန်တော်ဒီ channel magenta yellow block ကိုသွားပြီးတော့ တော်လေးပြောင်းလိုက်ရပြီဒါပေမဲ့တခုတခုရှိတာခုနကကျွန်တော်ပြောခဲ့ကျွန်တော်ရဲ့ supply channel လို့ပြီးတော့အခု supply channel supply channel လို့ပြောပါရဗျာလို့ပြီးကျွန်တော်တို့က match ပြန်မလို့အဲ့တော့ကြောင့်ကျွန်တော်ဘာလုပ်လဲဆိုတော့ background ကိုဒီမှာ lock ဖြုတ်လိုက်နော်ဒါအတစ်စင်းတစ်ခုပို့သွားတော့နော်ဒါ match လို့ဆိုရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီ background ဖြောက်အောင်ပြောင်းရအောင်ဗျာဒီမှာဒါဆို background ဖြူရီနော်ဒါအဲ့တော့ကျွန်တော်ဖြောက် background ဖြောက်မှာအဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ select color range နော်ပြီးဒီမှာ fuzzing ရှင်မှာ fuzzing နဲ့ရှင်း fuzzing နဲ့125ပဲ125ပဲထားရမြတ် ပြီးကျွန်တော်ဒီမှာကုမလို့ခြင်းနဲ့ background အဖြူထောက်လိုက်အဲအဲဆိုရင်သူ select ဝင်သွားလိမ့်မယ်ပြီးကျွန်တော် delete နဲ့ဖြတ်လိုက်အဲဒါဆိုရင် background ပြောင်းသွားတော့ကျွန်တော်လိုချင်တဲ့ dot တွေပဲကျန်ခဲ့ပြီနော်အဲဆိုရပြီဒီ control t နဲ့ unselect လုပ်မယ်အဲဆိုဒါကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီဒါဆိုင်ရံတွေပြီးသွားပြီပေါ့ဗျာအဲကျွန်တော်ဘာလုပ်ထားမလဲဆိုတော့ဒီမှာ color ဖြည့်လို့ရအောင်ကျွန်တော်ဒီမှာ sample color ချိန်ထားလိုက်မယ်အဲ color ချိန်ပြီးအဲဆိုဒီကောင်ကပါလဲဆိုင်ရံ c y a n ဆိုင်ရနော်အော်ဆိုင်ရနဲ့ပြီးသွားအဲ့လိုပဲပြီးရင်မှကျွန်တော်သွားမယ်မိုင်နာခုနတိုင်းပဲရှေ့ရအတိုင်းအတူတူပဲဗျာနော် aim မို့ pin man အဲဒီမှာ resolution သုံးမှာပဲထားမယ်ဒီမှာခုနကျွန်တော်ပြောခဲ့တယ်ပြန်ကြည့်အောင်ဒီမှာ magenta block 85နော်လွတ်ချက်ထားရတယ်95 85 345အလွတ်ချက်ထားရ85နော်ဒါပဲကျန်တာတူတူပဲ okay နေပါအစိုးရတော့ပြန်သွားပြီနော်ခုနပုံမှန်ရတော့မရှိဘူးတော့ဖြစ်သွားပြီပြီးရင်ကျွန်တော်ဘာလိုရမလဲဆို grayscale ပြောင်းမယ် โอเคအဲပြီးပြီဆိုရင်ဒါနောက်ထပ်ထလောက်မှာ background ပြန်အဲ့တော့ဒီမှာ layer ကို lock ဖြုတ်ပြီးရင် select ထဲကနေပြီး color ray ပြီးရင်ကုမလို့ခြင်းနဲ့ background ဖြူကိုထောက်โอเคနေပြီးရင် delete နဲ့ဖြတ်ဒါဆို background ပြန် white control t နဲ့ unset ပြီးဒီကောင် magenta m a g e n t a magenta ဒါဆို py เนาะဒါ magenta ပြီး py အဲ့တော့ချက်ချက်ထားခဲ့မယ်เนาะပြီးရေးလို့ဆိုတော့ရေးလို့ဆိုအဲ့လိုပဲအခုဆိုရင်ဒါ top ပြောင်းမယ်เนาะဒါ top မပြောင်းသေးဘူးเนาะအဲ့ဆို image mode ပြန်မှန် โอเคနေအဲဒီမှာ test render ရအောင်နော်ဒီမှာဆိုရင်ဆက်ကြည့်နေပြန်ကြည့်မယ်ညာဆိုရင် yellow က0အဲ့တော့0ထားမယ်0နော်ကျွန်တော်တူတူပဲโอเคနေပြီဒါတော့ထပ်ပြောင်းသွားရင်နော်ပြောင်းသွားရင်ဆိုရင် image mode gray scale ပြောင်းမယ်โอเคနေမယ်အဲဒါဆိုရင် gray scale ဖြစ်သွားပြီအဲ့တော့ကျွန်တော် background lock ဖြုတ်လိုက်ပြီးရင် background ဖြောက်မယ် select color ray ပြီးတော့ login နဲ့အဖြူအောင်ထောက်လိုက်โอเคပြီး delete နဲ့ဖြတ်လိုက်တော့ background ပြောင်းသွား control d နဲ့ unselect ပြီး ဒီကောင်ကရဲလို့ရဲလို့ဖြစ်သွားတယ်အဲ့တော့ဂျာဂျာထားခဲ့လိုက်မယ်เนาะအချက်ပြီး black ကိုသွား black လက်ခုနတိုင်းပဲ mm mode ပြန်မှန် okay နေ and ပြန်ပြောင်းမယ်เนาะဒီမှာဒီကောင်က55ဘာလို့ဆိုဒီမှာပြန်ကြည့်မယ်เนาะဒါမသိမှဆိုအဲ့တော့ကျွန်တော်ဒီဘာရ55ကျွန်တော်အဲ့တော့55 55 3ရ55အဲ့တော့ဒီမှာ55ထားမယ် okay နေမယ်ဒါဆိုကျွန်တော် top ပြောင်းသွားပြီးကျွန်တော် whiskey ပြန်ပြောင်းအောင်မယ် whiskey ပြောင်း okay and ပြီးပြီဆိုရင် ကျွန်တော်ကဒီ layer ဒီ background ရဲ့ log ဖြုတ်လိုက်မယ်ပြီးရင် select color range ပြီး background ကိုအဖြူကျွန်တော်ကထောက်လိုက်ပြီး okay နဲ့ပြီး select ဝင်လိုက် delete နဲ့ဖြက် control d နဲ့ unselect ပြီးရပြီပြီးရင်ဒါဆိုရင်ကျွန်တော်ပြီးွားရောပြောလို့ရတယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီပုံဝင်တိုင်းဆိုရင်ကျွန်တော်ဘာလို့ဘာဘာလို့လဲဆိုတော့ဟို grace key ठी ပြီးွားပြီဆိုရင်ကျွန်တော်ရ channel တွေပြန်ပေါင်းအခုကျွန်တော် channel တွေကိုယ့်ဘက်ကိုပြန်ပေါင်းမှာเนาะဒီနေရာဒီမှာဗျာ ဒါဟိုဒီညဒီမှာ channel ဝင်ပြီးတော့ဒီညမှာကျွန်တော် channel ပြန်လုပ်ရတာပြောရတာပြအဲ့တော့အဲ့လိုမလုပ်ကျွန်တော်မလုပ်လို့ဆိုပြန်ပေါင်းအဲ့တော့ဘယ်လိုပေါင်းလဲဆိုဒီ science တစ်ခုထဲမှာပြန်ပေါင်းလိုက်မယ်ဆိုချင်တာဟိုမှာဒါပါလဲဆို magenta channel နော် yellow channel black channel အဲ့တော့ဘယ်ထဲမှာပေါင်းလဲဆိုတော့ဒီ magenta channel ထဲမှာကျွန်တော်သွားပေါင်းမယ်ဗျာတခုဟို layer တွေအကုန်လုံးသွားပေါင်းမယ်ဆိုချင်တာအဲ့တော့ magenta channel နဲ့ blue ပေါင်းလို့ဆိုတော့ magenta ကိုဘာလုပ်လဲဆိုဒီ edition ဒီ layer လေးကျွန်တော်ထောက်လိုက်ကျွန်တော်ဒီလေးအောင်ထောက်လိုက် red click နှိပ်လိုက် right click နေပြီးတော့ဒီမှာ duplicate channel ကို duplicate layer ကိုနှိပ်လိုက်အဲ့တော့ကျွန်တော်ကျွန်တော်ပေါင်းမဲ့ပေါင်းမဲ့ဟိုဟာ channel ရဲ့ဘယ်နေရာဘယ်ရလဲဆိုတော့ဒီမှာ document ပေါ်သူရေးတာ document ကဘယ်လဲဆိုတော့ဒီမှာဆိုင်အောင်နှိပ်လိုက်ကျွန်တော်တို့သွားမှာမာဂျန်နာသွားမှာလေနော် okay နှိပ်လိုက်အဲ့တော့ကြည့်ချက်ကြည့်လိုက်ဘာဖြစ်သွားမလဲအဲ့ဒီမှာမာဂျန်နာရောက်သွားပြီနော်ဘယ်ခုနဆိုင်မဲ့ရှိဦးမာဂျန်နာရောက်သွားပြီနော်ဒီဒီမာဂျန်နာမှာအဲ့တော့နောက်တစ်ခုအဲ့လိုပဲဒါဆိုဒါကိုကျွန်တော်တို့ဖြတ်လို့ရပါတယ်မဖြတ်သေးချက်ပြန်ပြောင်းလို့ထားမယ်နော်ရေးလို့အဲ့တော့ဒီရေးလို့ကျွန်တော်ဘယ်ဖြစ်မလဲဒီဒီဆိုင်လေးကိုရွှေ့မှာနော် ဲ့လိုပဲကျွန်တော်ဒီကောင်ကို brackley နှိမဂျူဂယ်လီယာကိုနှိပြီးရင်ဘဲကိုပို့မှာကျွန်တော်ဆိုင်ရန်ကိုပို့မှာဆိုင်အောင်နှိလိုက်နော်ဒါဒီရဲလိုပဲ okay နှိလိုက်အဲ့လိုချက်ချက်ပြန်ကြည့်လိုက်ဆိုင်ရန်တဲ့ရဲလိုရပါရင်နော်အဲ့လိုပဲ black ကိုသွားပြီးရင်ဒီကောင်ကို selection ပေးပြီးရင် brackley နှိဂျူဂယ်ဂျူဂယ်လီယာကိုနှိဒီကောင်အဲ့လိုဆိုင်ရန်ကိုပို့မယ်နော်ပြီးရင် okay နှိအဲဆိုချက်ပြန်ကြည့်လိုက်ဒါဆိုရင်ကြောက်ဝိုင်းအဲ့ဒီမှာကျွန်တော်နာမည်နာမည်ပြောင်းထားလို့နော် black မှာပြောင်းအဲ့ဒါဒီမှာဒီကောင် black လေးနော် B L A C K black အဲ့တော့ပြောရမယ်ဆိုရင်ဆိုင်ယန်တဲကိုကျွန်တော်တို့ကအကုန်ရောက်သွားပြီနော်။မာဆိုင်ယန်မာဂျန်တာယဲလူဘလက်အကုန်ရောက်အဲ့တော့ဒါကုပေါက်ကို match ပြန်လို့တာ channel ပြန်ပေါင်းလို့တော့ပြောရမှာဗျာ။အဲ့တော့ဒါဆိုဒါရဲမလို့တော့နေပြောရရင်နော်။ကိုဖက်လိုက်လို့ရရင်အကုန်လုံးပေါင်းသွားပြီနော်။ပေါင်းသွားပြီ။အေးပေါင်းသွားပြီ။အဲ့တော့ပြီးသွားအဲ့တော့ဘာလုပ်မလဲဆိုတော့ color ပြည့်စည်ကြည့်မယ်။ color စစ်မယ်ဆိုအခုကဒါ color မဖြစ်ရသေးဘူးနော်။ကျွန်တော် color ဖြည့်ကြည့်မယ်ပေါ့ဗျာပြောရရင်နော်။ ဘယ်လိုဖြစ်မလဲဆိုတော့ဒီမှာဒီမှာဒီအားလေးကိုနှိပ်မယ်နော်ဒီမှာ solid ကလာနှိပ်မယ်အဲ့တော့ကျွန်တော်အခုဆိုင်ရန်မို့လို့ကျွန်တော်ဒီမှာဆိုင်ရန်မှာ C မှာတရားထည့်လိုက်ဒါတော့ဆိုင်ရန်ကလာဝင်ဆိုင်ရန်ဝင်သွားပြီနော်အဲ့တော့ကျွန်တော်မှာဒီမဘာလို့လဲ trip map လုပ်မှာဒီ order ကိုနှိပ်ပြီးရော order ကိုနှိပ်မယ် order နေဆိုရင်အခုကျွန်တော်ဒီ layer ဘက်ထောက်လိုက်ဗျ order ကိုနှိပ်တယ် order ကိုနှိပ်ပြီးရောဒီမှာမြားလေးဝင်လာတယ် ်မောက်စုဘာမှမနေဘူးရောက်လူရွှေ့လိုက်မြားလေးဝင်အဲ့တော့ left click နှိပ်လိုက်အဲဒါဆိုရင်ကျွန်တော်တို့ဒါဒါခဏပြေးလိုက်အဲ့ဒါဆိုင်ရံရံဝင်သွားပြီနော်ဆိုင်ရံဝင်သွားပြီဆိုင်ရံဝင်သွားပြီနော်အကျွန်တော်ဒီကောင်ကိုကျွန်တော် control ဒီကောင်ဒီကောင်ရဲ့ဒီကောင်ရဲ့ဆက်လက်ပြေးလိုက်မယ်နှစ်ခုပြေးပြီးတော့ control ကြီးနှိပ်လိုက်ဒီကောင်ကပါလဲဆိုင်ရံ AN ဆိုင်ရံအဲ့တော့ဆိုင်ရံပြေးသွားအဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော်ရဟိုအောက်ခံအဖြူပေါ့ဗျာနော် background အဖြူတစ်ခုထည့်ထားအဲ့ background view နော်ဒါ white ပေါ့ဗျာ white background အဒီကောင်ကျွန်တော် lock ခတ်တာနော်မရွေးအဲ့တော့ sign ရက်ပြီးွားအိမ် magenta ဒီကောင်ခဏပိတ်တာ magenta ပဲမြင်အောင်နော် magenta လောအမေးပြကျွန်တော် color ထည့်မယ်ဆိုဒီကောင်နေပြီး solid color နေပြီး magenta ဒီမှာ magenta ကိုကျွန်တော်တိတ်အားထည့်မယ် zero ထဲနော်အဲ့တော့ magenta ရောက်ဝင် okay နေအဲ့တော့ magenta ဝင်ပါပြီးရင် ခုနလိုပဲဒီကောင်ကိုဆက်လက်ပေးထားတယ်ပြီးရင် order အနိုင်ပြီးတော့ဒီမှာ mouse မှာ click ချက်ချလိုက်ပြီးရင်ရပါပြီးပြီးဒီကောင်တစ်ခုကိုကိုတို့ဂျင်းနဲ့ပေါင်းထားတယ် magenta m a g e n t a magenta အဲ့ဒါ p y ဒီကောင်လည်းပြန်ပိတ်ခဏပိတ်လိုက်အဝါအဝါဖြစ်မယ်အဲ့လိုပဲဒီကောင်ဒီအားလေးနှိမ့် solid color နှိမ့်အဲ့မှာ gd yellow မှာတိတ်အားနှိမ့်ကျနော်အော်အရေးလိုပြန်သွားပြီ order နှိပ်ပြီးတော့ click ချလိုက်ပြီးဒီကောင် ဆက်လက်ပြီးကွန်တိုဂျီနဲ့ပေါင်းဒီကောင်ရေးလို့အဲ့ဒါရေးလို့ရပါတယ်ဒီ black black ကိုလည်းဘယ်လိုဖြစ် black ကဖြည့်ပြီးတယ်ဒါပေမဲ့ကျွန်တော် color ဖြည့်တဲ့ဟာပဲထည့်ကြည့်လိုက်မယ်နော် solid color ကျွန်တော်ဒီကောင် black ပဲ black တရားမှာဖြည့်ဖြည့်တရားဖြည့်ပြီးသားအဲ့တော့ okay နဲ့နော်ဒီကောင်ကို click ချလိုက်ပြီးကွန်တိုဂျီဒီကောင် black b l a c k black အဲ့ဒါတော့ကျွန်တော် py အဲ့တော့ကျွန်တော်ရ CA တဲ့က blue ရဲ့လဲဆိုတော့ပြောရမှာများကျွန်တော် အဝါအရင်ရိုက်မှာပြရနော်ဒါအဝါရင်ရိုက်တယ်ပြီးဒီကောင်ဆိုကျွန်တော်ဘယ်မှာရင်းလဲဆိုအပြအမဂျန်နာရိုက်တယ်ပေါ့မဂျန်နာရိုက်တယ်ပြီးရင်ဆိုင်းယန်ပြီးရင်ဘလက်အဲဒါဆိုကျွန်တော် PY ဒါထွက်လာမယ့် resident လူထွက်လာလိမ့်မယ်ပဲနော်အဲ့တော့ဒါကတော့ဟို channel ကိုကုပေါ့ကိုပြန်ပေါင်းတာဗျာအဲ့တော့ print ထုတ်မယ်ဆိုရင်လည်းလွယ်လွယ်လေးပါ print ထုတ်မယ်ဆိုဘယ်လိုထုတ်မလဲပေါ့ဒါအယောင်နေဖြည့်တာမဟုတ်လို့နော်အယောင်နေဖြည့်တာမဟုတ်လို့ print ထုတ်မယ်ဆိုရင်ဘယ်လိုပေါင်းဘယ်လိုဖြည့်မလဲအဲ့ဒါဆိုကျွန်တော် ီကောင်ဒီကောင်ခဏပိတ်လိုက်ပါဗျာနော်ရှင်းအောင်လို့ဒါတော့ဒါတော့ကျွန်တော်ဟို color ခွဲရပြီးပါပြင်ထုတ်မယ်ဆိုရင် guideline လေးထားမယ်အဲ့လို guideline လေးထားလိုက်မယ်နော်လောကျွန်တော်တို့ညပုံစံတိုင်းပေါ့ထားလိုက်မယ်အဲပုံပုံချက်ဖွင့်တော့ရအောင်ပုံ guideline ထားပုံလေးချက်ဖွင့်လိုက်မယ်နော်ဟို point နဲ့ scale point နဲ့မလွတ်ပါဆိုတော့ဒါပဲဘာလို့လဲ point လေးထားတာ scale စေးရတဲ့အခါ color ခွဲပြီးတော့ ော့ကျွန်တော်စကိတ်ဘွားရကျွန်တော်လေးဘွားပဲရအောင်ဒီဒီနားလေးတော့ရအောင်ကျွန်တော်ချက်ကြည့်မယ်နော်ဒီမှာကျွန်တော် point ထားမယ်ဒီနေရာလေးအဒီဒီနေရာနေပြီးတော့မှာ custom shape တူယူမယ်ပြီးမှာစကိတ်ဘွားစကိတ်ဘွားရှိတယ်နော်ဒါတော့မရှိဘူးဆိုရင်လည်းဟိုကျွန်တော်ဘလိုပြောဟိုကအပေါင်းလေးပဲထည့်နေရအောင်နော်တင်ကိတာအပေါင်းလေးတော့0.2 2 0.25လောက် cho nó đi mà, mah. Ya, kunci vậy pin di mà tập cham. Ya, ni. စကီဝါချတဲ့ကောင်အဲ့လိုအနီးကပ်လေးဟိုဇွန်းဆွဲပြီးတော့ချတာပူကောင်းတယ်ဗျာဒီကအော်ဆိုစကီဘတ်တေးရေးလေးတေးရောကျွန်တော်ကင်တွေကခတ်တယ်ဇွန်းဆွဲပြီးတော့ကျွန်တော်ချချပြီးမယ်နော်စကီးဘွား USA ပဲ0.25 0.3 inch လက်မပေါ်အဲ့လောက်လေးဆိုရတယ်။နော်အဲဆိုရင်ကျွန်တော်စကီးဘွားကြီးချပြီးပါပြီဗောနော်။တကယ်ကိုကနေရာကျဲဆုံးဒီနေရာလေးမှာချမယ်ချလို့ရတယ်။ဒီနေရာကိုကျွန်တော်ပွိုင်းလေး point မချဘူးဆိုတော့ရတယ်။ဘာချလို့ရလဲဆိုတော့ line ပဲချင်တော့ရတယ်ဒီမှာ center မှတ်လေးတည်အောင်အဲဒီလေးချလိုက်ရတယ်။အဲ center line ပေါ့ပြောပြရအောင်နော် center line လေးချလိုက်ရတယ်။ရပြီနော်။အော်ကျွန်တော်တို့ဒါခုကြည့်မယ်ဆိုရင်ဒီခုနကကျွန်တော် scale board line တွေကိုကျွန်တော် control G နဲ့ပေါင်းလိုက်။ဒါကတော့ scale ကို SELE စကေး point point နီးနော်အဲ့ဒီကောင်းနေမရွေးအောင် lock ခတ်ထားတယ်အခုချက်ကြည့်မယ်ဆိုရင်ကျွန်တော်ရေးအဲ့ဒါပေးအဲ့ဒါစကေး point ကိုခြိုက်ပါရယ်နော်ဒါအဲ့တော့ကျွန်တော်ရေးဒါ print ထုတ်ဖို့ကျွန်တော် print ဘယ်လိုထုတ်မလဲ print ထုတ်တဲ့ခါကျရင်ကျွန်တော်ရေးဒီမှာဒီအခုကဒီကောင်းနေကျွန်တော်ရေး color ကြီးဖြည့်ထားရယ်နော်အဲ့တော့ clear ချင်းထုတ်ပါမလဲနော်ဒီကောင်းကိုအနက်ပြောင်းလိုက်နော်ဒီမှာဒီကောင်းဒီအားလေး click နှိပ်လိုက်တစ်ပတ် click နှိပ်အနက်ပြောင်းအဲ့ပြီးကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်ရေးစာလေးကြီးပြီးလိုက် နေရာလေးမှာစားလေးရှိတယ်အဲ့တော့ရဲလို့အဲ့ဒါအဲ့ကြောင့်တောင်းလိုက်ပဲထားလိုက်အကုန်လုံးချက်ပွားလိုက်မယ်အကုန်လုံးအတွက်ခိုင်းလို့ထားလိုက်မယ်သူ့နံပါတ်အမှအစင်နံပါတ်ထား ါစာလေးချက်ကြီးလိုက်မယ်ဒီကောင်လေးကျွန်တော်ညီလေးပြောအောင်ကြံတောင်းအဲ့ဒါဆိုရင် ဒါဖုံမဲ့ကျွန်တော်ရေဟိုလေယာနဲ့နာမည်နဲ့တွဲတည်အဲ့တော့ဒီကောင်ကအခုတားကိုရဲလို့ဆိုတော့ဒါရဲလို့ပဲဒါမျိုးလုံးလေးဖွင့်လာတယ်အဲ့တော့ကျွန်တော်ပြစ်ထုတ်လို့ရည်နော်အဲ့တော့ရဲလို့ရဲလို့လေယာဖွင့်ရဲလို့ဒီမှာထုတ်လိုက်အပစ်တွဲရအောင်အဲ့လိုပဲရဲလို့မာကျွန်တော်မာကျွန်တော်ဖွင့်ပြီးဒီကောင်ကအဲ့လိုပဲပြင်ပြင်ထုတ်မယ်ဆိုတော့ကျွန်တော်ရဒီ double click နှိပ်အနက်ပြောင်းလာအဲ့ရအမှကျွန်တော်ရ မှာကျွန်တော်ထုတ်နော်ရတယ်ဒီကောင်ကလုံးဝအကုန်လုံးဖွင့်တာမှာ recipe ဘောတော့နော်ပြီးအဲ့လိုဆိုင်ရန်ဆိုင်ရန်ကိုလည်းအနက်ပြောင်းမယ်အနက်ပြောင်းအဲ့တော့ဆိုင်ရန်အဲ့လိုလေးထုတ်နော်ဒါဆိုရင်ဆိုင်ရန်အတွက်ရပြီပြီး black black အတိုင်းပဲ black က black ဖြစ်ပြီးသားဆိုတော့ black ပြီး blue မှာအလုံးဖွင့်အဲ့ဆိုရင်ရပြီ twin track ခါကျတော့ဗျာ blue ဒီခါပြောင်းအကုန်လုံးပြီးနေကျွန်တော်ဒီမှာဒီ landscape ပြန်ပါလေနော် landscape ဒါ ဒါကျွန်တော်ဆက်ကအ S1 2210ဆက်ပြီးရင် printer setting မှာကျွန်တော် legal မဟုတ်လို့ legal ကိုယူပြီး S1 base standard grid key ထားမယ်ပြီးရင် copy of 1ပဲနော်တွေ့ရပဲထုံး okay အဲဆိုရင်ကျွန်တော် print လို့ရတယ် power b1 print လို့ရတယ်နော်အဲဆို print လို့ရအဲ့တော့ကျွန်တော်ခုနကကျွန်တော်ပြောသူပဲတွေ့ချင်းစီမျိုးလုံးဖွင့်လိုက်အဲစာလေးရေးလိုက် print လို့ရတယ်ဒါဆိုရင်တော့ကျွန်တော်ဒီ PC ပါပါပြီနော်အဲ့တော့ဟိုနားလို့မျိုးလို့ထင်ပါတယ်နော် ားလုံးကျေးဇူးတင်ပါတယ်